ကမ္ဘာဒုက္ခသည်များနေ့အချိန်မဲ့ဒုက္ခသည်အခွင့်အရေးဆိုင်ရာရုပ်ရှင်ပြပွဲဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမဲဆောက်မြို့ Join House PDA မှာပြုလုပ်ခဲ့ကြပါတယ်။မောင်တူသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ကမ္ဘာဒုက္ခသည်များနေ့ဟာဂျွန်လ20ရက်နေ့ဖြစ်ပေမဲ့မဲဆောက် Join House မှာတော့ကြိုတင်ပြီးကျင်းပခဲ့ကြတာပါ ဒီနေ့ကကျမတို့ကဘာဒုက္ခသည်များနေ့အထိမ့်မတ်အနေနဲ့ရုပ်ရှင်ပြပွဲလုပ်တာပါအဓိကတော့ကျမတို့အဲဒုဒုက္ခသည်တွေရဲ့အခက်အခဲရွှေ့ပြောင်းသူတွေရဲ့အခက်အခဲတွေကို time documentary filmmaker ရဲ့မြန်မာ documentary filmmaker ရရိုက်ထားတဲ့ short film လေးတွေကိုဒီညမှာပြသမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်မလို့ဒီညအဲ့ဒီအခမ်းအနားကိုလုပ်နေတာဖြစ်တယ်ဆိုတော့ joy house ဘက်ကတော့အဆိုအကနဲ့ပါဝင်ပြီးတော့မှ မြမရိုးရာအစားအသောက်လေးနဲ့ပေါ့နော်တူတူကြည့်ကြမယ်ပေါ့ဟုတ်ကဲ့စူးစမ်းနေရဖြစ်တယ်ဒီနှစ်မှာဆိုရင်ကျွန်တော်တို့စီကိုပေါ့နော်ပို့လာတဲ့ရုပ်ရှင်တွေအများကြီးရှိတယ်မတူညီတဲ့ background တွေမတူညီတဲ့မျိုးတွေဒုက္ခတဲ့စစ်ချောင်းပြည်သူတွေရဲ့ခွင့်ရတွေကိုသိရှိနိုင်စေဖို့ဒုက္ခတဲ့များနေပွဲကိုပြုတ်လုခဲ့ကြတာလို့လဲဆိုပါတယ်။ဟောအထူးကတော့ကျမတို့ကဒီအဲဘယ်နေရာမှာပဲနေနေရင်ဆိုင်နေရတဲ့ဒုက္ခတွေကို အဲတစ်တိုင်းထောင်လို့ပဲပေါ့နော်ကျမအမြဲတမ်းပြောသလိုပဲဘလောက်ပဲပြပြပြန်ပြီးထောင်ပြီးတော့မှအတူတူယုံလုံးကန်ကြမယ်ပေါ့ယုံထားကြမယ်ပေါ့နော်ကျမတို့အားလုံးအဲအတူတူပဲဒီဒုက္ခတွေရနေအတူတူလွန်မြောက်အောင်ဆက်ကြံခံပြီးတော့မှဖြတ်ကျော်ကြမယ်လို့ပဲအားပေးချင်ပါတယ်ဒုက္ခသည်နိဆိုင်ရာမှတ်တမ်းရုပ်ရှင်ပြပွဲနဲ့တူ ရိုးရာအဆိုးအကအ ဖြောပြေးပွဲတွေကိုလည်းတပြိုင်တည်းပြုလုပ်ခဲ့ကြပါသေးတယ်အဲတက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ဖြောပြေးရတဲ့အတွက်ဟိုတစ်ဖက်တစ်လဲကနေအထောက်ကူဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်ပီတီဖြစ်ပါတယ်အဝင်လဲတာပါတယ်အဟိုအဲကျမတို့မြေပြင်ကလူတွေလူပေါ့နော်ဟိုအင်းလိုက်အားလိုက်ပေါ့နော်အခက်ခဲတွေမျိုးအဲ့လိုမျိုးမဟုတ်ပေမဲ့လည်းကျမတို့တက်နိုင်တဲ့ဘက်ကတက်နိုင်တဲ့ကန်နာကနေပြီးတော့ပါဝင်ခွင့်ရရတဲ့အားလုံးကိုလည်းဟိုကျေးဇူးတင်ပါတယ်လို့ ဆရာနာရှင်ရှိအခုလက်ရှိကျတော့အာနာသိမ်းထားရတယ်နော်အဲ့ဒါဆိုအာနာရှင်ပဲဆရာနာရှင်ပဲအဲ့တော့နိုင်ငံမှာအာနာသိမ်းတာမှာမျိုးမျိုးရှိရတယ်နော်ကျတော့ဘယ်အဖွဲ့အစည်းကအာနာသိမ်းတာလဲဆိုတော့ရှင်ဒါပေမဲ့ကျတော်ကအခုအာနာသိမ်းတာကဆက်အာနာရှင်ကသိမ်းတာဖြစ်တော့ကျတော်တို့ဆက်အာနာရှင်သိမ်းတာလို့ကျတော်တို့လက်ရှိကျတော်မဒုက္ခသည်လည်းများရပေါ့နော်ကျတော်ဒုက္ခသည်ဆိုတော့စကမ်းမှာနေမှာဒုက္ခသည်မဟုတ်ဘူးလေအာလုံးဒုက္ခရောက်နေသူဘလုံးဒုက္ခသည်ပဲဆိုတော့စစ်တပ်ကအာနာသိမ်းပြီးနောက်ပိုင်း ုက္ခတဲ့ရေအတွက်ငါးဆလောက်တိုးလာနေတယ်လို့ဆိုပါတယ်အခုဆိုရင်မြန်မာစစ်ရှောင်းဒုက္ခတဲ့3.5တန်းလောက်ရှိနေပြီး2025အကုန်မှာ4.5တန်းအထိရှိလာနိုင်ကြောင်းကမ္ဘာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကခန့်မှန်းထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ